မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တော်သတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့တရုတ်ပြည်သူသမ္မတနိုင်ငံမှာ၁၇ချိန်မြောက်လူဒဏ်နဲ့ Modular Prefabricate House အလုံး340အားလွှဲပြောင်းလက်ခံတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့တဲ့ မန္တလေးမြင်ကလင်ကြီးကြောင့်ပြည်လဲထူထောင်ရေးကိစ္စများအတွက်တရုတ်ပြည်သူသမ္မတနိုင်ငံမှ၁၇ကြိမ်မြောက်လှူဒန်းနေစုစုပေါင်းတန်ကြိမ်1355တန်းရှိ Modular Prefab Brigade House အလုံး340စုစုပေါင်း1355တန်းတင်ဆောင်လာတဲ့ MV Declarious Demo ဟာမေလ၂ရက်နေ့ညနေ၄:၃၅မိနစ်ကတီလဝ MIDD စေကန်းသို့ရောက်ရှိကြောင်းသိရပါဗျာ။ အဲ့ဒီလိုရောက်ရှိလာတဲ့ modular prefabricate house အလုံး340အားမေလ4ရက်နေ့နေ့ပိုင်းကလွှဲပြောင်းလက်ခံရာရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းဒိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးများနိုင်ငံခြားရေးဝန်ကြီးဌာနမဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှတာဝန်ရှိသူများမြမမီရထားမှတာဝန်ရှိသူများလူမှုဝန်ထမ်းကယ်ဆယ်ရေးနှစ်ပြည်နယ်နေရာချထားရေးဝန်ကြီးဌာနဘေးရန်ရဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တန်လင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များကြောက်တန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များတာဝန်ရှိသူများဟာတရုတ်တန်ယုံစီပွားရေးတန်မှု မစ္စတာဦးရန်တာဗင်ထံမှတိလဝါစေကံမှလွှဲပြောင်းလက်ခံကြကြောင်းသိရပါတယ်။အစပါရောက်ရှိလာတဲ့ modular prefab brigade house များကို MV degraded stem ဘောမှာကုန်တင်ကားပေါ်သို့ crane ဖြင့်ချနေတဲ့အခြေအနေများအား၎င်း ငလင်ပေးတင်ဒေတာများသို့ရှန်ကုန်တိုင်းဒေတာကြီးမှမြမမီယထားဖြင့်တည်ယူပို့ဆောင်နိုင်ပြီးကုန်တင်ကားပေါ်မှယထားတွေ့ဖို့သူတင်ဆောင်နေတဲ့အခြေအနေများအားလကောင်းရှန်ကုန်တိုင်းဒေတာကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းရဲ့ဖွဲ့ကလိမ့်လေကြည့်ရှုကြပြီးလိုအပ်သည့်များကိုပေါင်းစပ်ညီနိုင်ဆောင်ပေးကြောင်းသိရပါပါရှင်။ဒီသတင်းကိုတော့ဇွဲထက်ကိုကပြပို့လာတာပါ။ဆလတ်တင်ဆက်ပေးမှာကတော့မရှိမဖြစ်လိုအပ်သောဆေးနှင့်ဆေးပစ္စည်းများကိုနိုင်ငံတော်ရန်မုံငွေဖြင့်ဝယ်ယူထောက်ပံ့ပေးလျက်ရှိတဲ့တဲ့တင်ဖြစ်ပါတယ်။ လူနာများစိုက်ထုတ်သုံးဆဲရတဲ့ ကုန်ကြစိတ်ရောင်းနေစီအတွက်ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်မရှိမဖြစ်လိုအပ်သောအရေးသွေးကောင်မွန်တဲ့ဆေးနဲ့ဆေးပစ္စည်းများကိုနိုင်ငံတော်ရန်မုံငွေကိုအသုံးပြုပြီးဝယ်ယူထောက်ပံ့ပေးလျက်ရှိကြောင်းကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးပေါမခဒေါက်တာသခိုင်ဝင်းကမေလ3ရက်နေ့ကရန်ကုန်ပြည်သူ့စေယုံကြီး Training Center မှာရန်ကုန်မြို့ရှိဗဟုအဆင့်စေယုံများဂရေ200နဲ့အထက်ပြည်သူ့စေယုံကြီးများမှစေယုံအုပ်ကြီးများပေါမခအထူးကုဆရာဝန်ကြီးများနဲ့တွေ့ဆုံခြင်းပြောကြားကြောင်းသိရပါဗျာ။ အဲ့ဒီလိုထောက်ပံ့ပေးနေတဲ့အတွက်အခြေခံမရှိမဖြစ်စေဝါများအရေးပေါ်စေဝါများခွဲစိတ်ခံသုံးစီနဲ့အစီပစ္စည်းများတခွဲခံသုံးစီပစ္စည်းများကိုပြက်လက်မှုမရှိစေရန်စနစ်တကျစီမံခန့်ခွဲပေးကြရန်လိုကြောင်းပြောကြားပါသည်။ ဒါအပြင်အရေးပေါ်ကုသမှုများခွဲစိတ်ကုသမှုများတကွဲစစ်ဆေးမှုများအတွက်ငွေကြေးကုန်ကြမှုမရှိစေရေးစီမံဆောင်ရွက်ပေးရန်ကိုလည်းတိုက်တွန်းပြောကြားပြီးတဘာဝဘေးရန်နေရနေ့လူအများအစုလိုက်အပြုံလိုက်ကုသမှုဆောင်ရွက်ပေးနိုင်ရေးအတွက် Bash Casualty Management Plan များကိုစေယုံအလိုက်ရေးဆွဲထားရှိရန်နဲ့ဇက်တိုက်လေးခြင်းမှု drain များကိုလည်းစေယုံအလိုက်တည်ကြသောဆောင်ရွက်ထားကြရန်မှာကြောင်းသိရှိရပါတယ်ရှင်။ နောက်ဆုံးတင်ဆက်ပေးမှာကတော့မန္တလေးမှာရှိတဲ့ငလင်းထိ ရှစ်ထပ်ထိုင်မြင်းကြီးတက်ပြူကြတဲ့တွင်ဖြစ်ပါတယ်။မန္တလေးမြို့တွင်မိုးရွာသွန်းမှုများရှိနေပြီးငလင်းကြောင့်တင်းဆောင်ခဲ့တဲ့အောင်မြေသားဆန်မြို့နယ်15လမ်းနဲ့82လမ်းတောင်ရှိရှစ်ထပ်ထိုင်တလုံးရဲ့မြင်းကြီးတက်ပြူကြခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်မှာငလင်းတန်းကြောင့်အောက်ခြေရိုင်းသွားတဲ့အတွက်လူနေထိုင်ခြင်းမရှိတော့ကြောင်းလည်းသိရပါတယ်။ မတ်လ20ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင့်မန္တလေးမြို့ရှိအဆောက်အဦ၄000ကျော်ပြိုကျပျက်စီးခဲ့ရပြီးလက်ရှိအချိန်ထိတိမ်ဆောင်းခြင်းအကြောင်းများဖြစ်ပေါ်ခြင်းစတဲ့ငလင်းတန်ထိနေအဆောက်အဦပေါင်းများစွာကျန်ရှိနေသေးကြောင်းလည်းသိရပါဗျ။ယခုရပိုင်းတွင်မန္တလေးမြို့တွင်မိုးရွာသွန်းမှုများရှိနေသလိုလာမယ့်ရက်များတွင်လည်းနေရာကျကျနဲ့နေရာကွက်ကြားမိုးထစ်ကြုံရမယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကကြေညာထားကြောင်းသိရှိရပါတယ်ရှင်။